င်္ဂလာပါရှင်ကျမကတော့ဒေါက်တာဆောင်အိန္ဒိယဘန်ကောက်ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းမှာဒေါက်တာဆောင်ဖြစ်ပါတယ်။အဒီနေ့မှာတော့ဘန်ကောက်မှာရှိရမပါစီယုံကြီးမှာဒူကောင်းနှစ်ဖက်ကိုပေါ့နော်။ဒီပိုင်းနဲ့အစားတို့ခက်စိတ်ကုသမှုခံယူခဲ့တဲ့အခံနဲ့တွေ့ဆုံပြီးတော့မှကုသမှုဆိုင်ရာတွေ့ကြုံတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်ရှင်။ င်္ဂလာပါရှင်အငယ်ဟုတ်မင်္ဂလာပါဟုတ်ကဲ့အငယ်အဟွာပေါ့နော်ဗန်ကောင်းမှာရှိရမပါစီုံကြီးမှာလေအငယ်ကဒူကောင်းနဲ့ဖတ်ပေါ့တပြိုင်တည်းအစားတို့စကမှုခံခဲ့တာဆိုတော့ပေါ့နော်ထူတာမှုဆိုင်ရာတွေ့ကြုံလေးတွေကိုလေအငယ် knowledge တွေနဲ့ညှဝေပေးဖို့ခွင့်ပြုပေးပါရှင်ဟုတ်ဟုတ်ကဲ့ပါအာကျွန်တော်ကဒီဒူဝေဒနာပေါ့ခံစားရတဲ့အချိန်ကလွန်ခဲ့တဲ့9နှစ်လောက်ကစတာပေါ့ဟုတ်ကဲ့ရှင်စတဲ့အချိန်မှာအလောက်ကတစ်ဖက်နဲ့ဒီဒူဖြစ်တဲ့ယောဂါကိုတိကျဟိုတွင်းမဲ့မလုံနိုင်ဘူးပေါ့နော်မလုံနိုင်ဘူးဒါပေမဲ့ ီမှာဟိုရှိတဲ့ဆရာဝန်နေနေလဲပြကြည့်တဲ့ခါကျတော့ဟုတ်ကဲ့ဟိုသူကခွဲဆဲရမယ့်အနေအထားမျိုးတိဟိုဆုံးဖြတ်တာပေါ့ဆုံးဖြတ်ပြင်မဲ့လဲအလုပ်ကိစ္စရှိနေတဲ့အတွက်ကြောင့်မခွဲပြစ်ဘူးပေါ့လွန်ခဲ့တဲ့2023လောက်ခါကျတော့ဟိုဘမ်ဘူဂရက်မှာပဲဒေါက်တာစီတီပွန်နဲ့ချိတ်ပြီးတော့ဒီသူခွဲဖို့မခွဲဖို့ပေါ့အဲ့ဒါလေးကို decision ဟိုတွားပြီးတော့ medical check up လုပ်ခဲ့ဘူးလေလုပ်ခဲ့ပြီးမှ ဟိုဆုံးဖြတ်ချက်ကတော့ခွဲဖို့ပဲတိုက်တွန်းတာပေါ့နော်အဲ့တော့တိုက်တွန်းတဲ့အတွက်ပြန်လာတယ်ပြန်လာပြီးဒီမှာဒီနှစ်နှစ်အတွင်းမှာတော့ခုနပြောတဲ့ဒေါက်တာဇွန်ရဲ့ဒီ Facebook စာမျက်နှာမှာဒူးခွဲတဲ့ကိစ္စလေးလည်းနားထောင်ရတာပေါ့နော်နောက်တစ်ခုကတော့ဟိုဥရောအသည့်ပေါ့ဥရောအသည့်မန္တလေးကဒါအူရိုအန်ကယ်ပါပဲသူဆိုလည်းနှစ်ဖက်လုံးခွဲပြီးတော့မက်ပတ်မှာခွဲလိုက်တယ်ဆိုတဲ့ဟာလေးသိရတာပေါ့သိလိုက်တော့ အဲဟိုဒူးခွဲဖို့တော့အချိန်တန်ပြီဆိုပြီးတော့ဦးကဒါဒူးခွဲဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ဟုတ်ဟုတ်ကဲ့အငယ်အခုဒူးကောင်းခွဲဖို့စပြီးတော့စဉ်းစားခဲ့တော့လေအငယ်ခုနကလည်းဆရာကြီးနဲ့ကတော့ပုံမှန်ခရမအရင်ပြခဲ့တာပေါ့နော်ဆိုတော့ဒီဒေါက်တာဇွန်နဲ့ရောအငယ်ဘယ်လိုမျိုးများစတင်ချိန်ဆက်မိရပါလဲရှင်အဲဒူးခွဲဖို့ဆုံးဖြတ်လိုက်ပြီဆိုတဲ့ကပေါ့နော်ဆိုဆိုကြတဲ့ဘယ်အမှဘယ်ဆေးရုံမှခွဲမလဲဟိုဆရာဝင်ကတော့ဒါဟို တိထားတာကတော့များသောအားဖြင့်တော့ဒေါက်တာစီတီပွန်နဲ့တိတာပူများတာပေါ့လို့လွန်ခဲ့တဲ့9နှစ်လောက်တည်းကဒေါက်တာစီတီပွန်နဲ့တောက်လျှောက်ဟိုချိတ်ဆက်မိတယ်အဲ့တော့ဘယ်မှာခွဲမလဲဆိုတော့ဟာကြတော့အဲရန်ကုန်မှာခွဲဖို့တိကျသွားပြီဆိုတဲ့အချိန်မှာရန်ကုန်မှာရှိတဲ့ agent တွေနဲ့တော်တော်များများဟိုအငွေလိုက်ဆက်သွဲပါတယ်ဆက်သွဲပြီးတော့အငွေဖြစ်ချင်တဲ့ဆန္ဒနဲ့ဟိုကိုလူချင်းတဲ့ data လေးတွေပေါ့ဟိုစုစည်းပြီးတော့ ဟိုစုံစမ်းတဲ့အခါမှာဟိုဒေါက်တာဇွန်ကတော့ဟိုတော်တော်များများပေါ့ဥဖြစ်ရှင်တဲ့ဆန္ဒတွေတော်တော်များအောင်ဖြစ်စည်းပေးနိုင်တဲ့အဲဝန်ဆောင်မှုလုပ်ငန်းလေးတစ်ခုဖြစ်နေတော့ဒါဒေါက်တာဇွန်နဲ့ဟိုချိန်ဆက်လိုက်တာပေါ့ချိန်ဖြစ်သွားတာဟုတ်နော်အငယ်ဟုတ်ကဲ့ပါငယ်ဟုတ်အငယ်ဂူဒူကခွဲစိတ်ကိုအဆုံးဖြတ်လိုက်ပြီးရဲ့အခါမှာပေါ့နော်စေယုံရေးချေတဲ့အခါမှာအငယ်မတ်ပါစီယုံကြီးကိုဘယ်လိုမျိုးများရေးချေဖြစ်တာပါလဲရှင်အဲဒီကတော့ခုနဟိုဒေါက်တာဇွန်တို့ရဲ့ဒီ Facebook မှာလည်း ဒီမက်မတ်မှာပဲခွဲထားတဲ့လူနာတယောက်နဲ့အင်တာဗျူးထားတယ်ပေါ့နော်။အန်ကဲတီမိတ်ဆွေတယောက်ကလည်းအော်မြင်မြင်ခွဲစိတ်ထားတာလေမက်ပတ်မှာပဲခွဲထားတယ်ပေါ့။အဲ့တော့ခွဲထားတော့နောက်ဒေါက်တာစီဒီမွန်ကလည်းပဲ မက်ဘတ်ကိုဒါဟိုခွဲစိမှုတွေပြောင်းချွေတယ်ဆိုတာသိရတော့ဒါဟိုမက်ဘတ်မှာပဲလုပ်ဖို့အတွက်အဆုံးဖြတ်ချက်ချလိုက်တာဖြစ်ပါတယ်ပြန်ပို့တင်သွားတာပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါရှင်အကဲအကဲအဲ့ဆိုမက်ဘတ်စေယုံကြီးမှာဒီခွဲစိခဲ့တယ်ပေါ့နော်အတွေ့အကြုံလေးလည်းဝေမျှပေးပါအောင်ရှင်ဘာလို့လဲဆိုတော့အကဲကဇာတ်ရူကောင်နှစ်ဖက်တစ်ပြိုင်တည်းခွဲတာပေါ့နော်တချို့ကြောင့်လည်းတစ်ဖက်ပြီးမှ6လနာတစ်ဖက်ခွဲတာမျိုးရှိရောလေအကဲဒီတွေ့ကြုံခဲ့တဲ့အတွေ့အကြုံဘယ်နှရက်လောက်စေယုံတက်ခဲ့ရလဲပေါ့နော်ဝေမျှပေးပါအောင်ရှင်ဟုတ်ကဲ့ဟာမက်ဘတ်ကကျွန်တော်တို့ဒီကဟိုတော်တော်စုံလုံးနဲ့ပဲချိန်ဆက်ပြီးတော့ ပဲဟိုရက်ချင်းယူတာတွေနောက်ဆေးုံတက်မဲ့ရက်တွေနောက်ဆရာဝန်နဲ့အပွိုင်းမဲ့လောက်တာတွေအကုန်လုံးဒီမှာအလုံးပြင်ဆင်ပြီးတော့မှအဲကျွန်တော်တို့ကဟိုဘန်ကောက်ကိုသွားတာဖြစ်ပါတယ်ဘန်ကောက်သွားပြီးတော့အချိန်မှာဘန်ကောက်ကိုကျွန်တော်တို့ကနေ့ရက်နေ့ညပိုင်းမှာရောက်တယ်၃ရက်နေ့မနေ့ကင်းစင်တိုင်းမှာဒါတော့စတူပွန်နဲ့အတွေ့ရတယ်တွေ့ပြီးတော့မှဒီမှာလိုအပ်တဲ့စီစီချက်တွေအကုန်လုံးလုပ်ပြီးတော့၄ရက်နေ့မနဲ့မှာပဲခွဲဖို့စေုံတရားဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင့် ဆေးရုံကတော့ဟို၄ည5ရက်ပေါ့ကြာတယ်၄ရက်နေ့မှာပဲတက်ပြီး၄ရက်နေ့မှာပဲတန့်ခွဲလိုက်တာဟုတ်ကဲ့တန့်ခွဲလိုက်တာခွဲတော့ဟိုတစ်ဖက်ကိုတော့2နာရီလောက်ကြာတယ်နှစ်ဖက်ဆိုတော့4နာရီလောက်ဖြစ်တာပေါ့ ICU ထဲမှာတော့တနအိခွဲလောက်ကြာမထင်နေ။ဟုတ်ကဲ့ပါ။ဝင်ညနေကင်းကြတော့ဟိုအခန်းကိုပြန်ရောက်နေပြီပေါ့။အာဟုတ်ကဲ့ပါ။ဟုတ်ခွဲစိတ်တဲ့ခါလေအဆင်ပြေပါတယ်။ဘုမလိုအပ်တဲ့ခွဲစိတ်ဆရာဝန်ကြီးတွေမဟုတ်ဘူးပေါ့နော်။ခြားလိုအပ်တဲ့ဆရာဝန် ၃၄ယောက်လည်းတောက်လျှောက်ကဲလုပ်ပြီးတော့မှဒီအခန်းပြန်ရောက်တဲ့အထိခန်းပြန်ရောက်တော့လေအဲတက်ဆိုင်ရာဆရာဝန်တွေတောက်လျှောက်ပဲဟိုကဲလုပ်ပေးတာကိုတွေ့ရပါတယ်။ဟုတ်ကဲ့အဆင်ပြေပါတယ်။ဟုတ်ကဲ့ပါအရင်ကြားတော့ဝမ်းသာပါတယ်ရှင်။ဟုတ်ကဲ့။အငယ်ခွဲစိတ်ပြီးတော့ဒီလေ့ကျင့်ခန်းကအငယ်ဖေးရက်လောက်မှစပြီးတော့အလုပ်နိုင်ပြီလေပေါ့နော်အငယ်ဟုတ်အခွဲစိတ်တာကတော့လေးရင်းနေခွဲစိတ်ပြီးအဲ့နေတော့ဟိုနားရတာပေါ့နော်နားပြီးတော့ကျွန်တော်တို့9ရက်နေ့ကစပြီးတော့ဟိုလမ်းလျှောက်တဲ့ လေ့ကျင့်ခန်းအောင်စလုပ်တယ်အဲ့တော့ဟိုလေ့ကျင့်ခန်းတနေ့နဲ့တနေ့မတူမတူမတူဆိုတာကဒီဆေးရုံမှာခုနပြောတဲ့ဟိုတက်တဲ့9ရက်အတွင်းပေါ့9ရက်ပေါ့9ရက်အတွင်းမှာဒီလှုပ်တဲ့လှုပ်ထိုက်တဲ့လေ့ကျင့်ခန်းအကုန်လုံးကိုသူတို့ကတစ်ခုချင်းအသေးစိတ်ဟို training room မှာလည်းလုပ်တယ်နောက်ကနပြောတဲ့ဟိုပန်းညံထဲမှာလည်းလှုပ်တယ်။နောက်ကနအခန်းထဲမှာလည်းလာလှုပ်တာ၄ရှိတယ်။အဲ့တော့အဲ့အတွက် ဟို9ရက်လုံးတော့ဟို training မပြတ်ခဲ့ဘူးပေါ့ဟုတ်ကဲ့ပြီးတော့မှ9ရက်ပြည့်ပြီဆိုတော့မှဒါဟိုလုံနိုင်တဲ့ percentage ပေါ်မှာအခြေခံပြီးတော့မှအစင်းလို့ရပြီအဲ့တော့ဗမာပြည်ပြောင်းခြင်းလည်းပြန်မှာဒါမှမဟုတ်လို့ရှင်လည်းဒီမှာနေခြင်းလည်းဆိုလည်းအဲဟိုတက်ခုကန်းဖြည်းဖြည်းအိမ်ဖြည်းဖြည်းပေါ့နော်နေလို့ရရင်နေပါခုနှစ်ပြည့်ရင်တော့သူတို့ပြန်ပြီး check up လုပ်ပါမယ်ဆိုပြီးတော့ဟိုဆုံးမြတ်ခဲ့တာပေါ့ဟုတ်ကဲ့ပါအဲ့ဒီဇာတ်ထဲမှာလည်း ဟိုဘယ်မှာပဲနေနေကိုကဒီ next training ခေါ်ခြင်းလဲသူကအားလုံးစီမံပြီးတယ်ဟိုချိတ်ဆက်ပြီးတယ်ပေါ့ဟို training လုပ်ဖို့အတွက် next လိုအပ်တယ်ဆိုလို့ရှိရင်လည်းသူကအဲ့ခုနပြောတဲ့ဟိုဟိုလုပ်ငန်းတွေအကုန်လုံးအသေးစိတ်သူတို့မေးပြီးတော့မှကူညီပေးတာတွေရှိပါတယ်ဟုတ်ကဲ့ပါရှင်အဲ့တော့ကျွန်တော်တို့ကဟိုမှာ73ရက်ပဲကြာလိုက်တာပေါ့73ရက်ပြီးတော့ ဟို finding check ပြန်လုပ်ပြီးတဲ့ခါကျတော့လေရင်နဲ့ပဲပြန်လာခဲ့တာဖြစ်ပါတယ်။ဟုတ်အဆင်ပြေပါ။အများကြီးတော့မပြေးလိုက်ရအောင်။ဟုတ်ကဲ့ဟုတ်ကဲ့။အားလုံးက73ရက်ပဲကြာတယ်။ဟုတ်ကဲ့ပါ။ဟုတ်သွားတာရောဆေးုံဆင်းတာရောပေါ့နော်အကုန်လုံးဟုတ်ကဲ့ရှင်။အကဲအခုတော့ဘလို့နေလဲရှင်လမ်းလျှောက်ရတာအဆင်ပြေပြီလားဟုတ်ဟုတ်။အဲအခုလည်းဟိုအဆင်ပြေပါတယ်။ဟုတ်ကဲ့။အရင်တော့ဆိုရင်တော့ဟိုကျွန်တော်တို့ဒီမခွဲခင်တုန်းကဖြစ်တဲ့အခြေအနေကတော့ စင်နစ်5မိနစ်လောက်ကျွန်တော်လမ်းလျှောက်ပြီးလို့ရှင်ဟုတ်ကဲ့ဘလို့မှဆက်လျှောက်လို့မရဘူးဒူးကပူလာတာပေါ့နော်ဟုတ်ကဲ့ရှင်ဟုတ်နောက်တစ်ခုကကျတော့တကြာမတက်ရက်လို့ရှင်လေအဲ့လို7မိနစ်5မိနစ်လောက်မတက်ရက်ပြီးတာ ਨੇ ဒူးကမခိုင်တော့ဘူးထိုင်စရာတစ်ခုခုရှိမှပဲအဆင်ပြေတယ်ဟုတ်ကဲ့ရှင်နောက်တစ်ခုကတော့ပြေးလို့မရတော့ဘူးပေါ့နော်ပြေးပြေးတယ်ဆိုတာနည်းနည်းတွတ်တွတ်ရှောင်းလို့တော့မရတဲ့အနေအထားမျိုးဖြစ်လာတာပေါ့ဟုတ်ကဲ့ရှင်အော်အဲ့တော့ဒါခွဲလိုက်ပြီးတဲ့နောက်ပိုင်းမှာတော့အခုတနေ့ဒီချိန်ကလောက်တယ် အဲဇွဲတော့နည်းနည်းရှိရတယ်သူတို့ပြီးတဲ့လေးချင်းကနေကိုတော့နေ့စဉ်ဟုတ်ကဲ့လောက်ရတယ်အဲလောက်တော့အခု3လလောက်မှစပြီးတော့ဟိုဒီအနာရဲ့နာကျင်မှုပေါ့နာကျင်မှုဆိုတာကဒီလေ့ကျင့်ခန်းလုပ်တဲ့အခက်အခဲလေးတွေကတပြေးနဲ့နည်းလာပြီးတော့မှ ပုံမှန်လူတယောက်လိုပဲဟုတ်ကဲ့ဒါလမ်းလျှောက်နိုင်တဲ့အနေအထားမျိုးဖြစ်ပြီပေါ့အခုဆိုရင်လေးလကွဲအတွင်းမှာ အဲကျွန်တော်တို့အတက်စင်းနေလဲကောင်းကောင်းလုံနိုင်တယ်လမ်းလဲရှောင်းနိုင်တယ်ကားလဲမောင်းတယ်အခုလဲခေါင်းရိုက်ဖို့အတွက်ပြင်ဆင်နေတယ်ဟုတ်ဝမ်းသာပါတယ်ဟုတ်ပါရှင်ဟုတ်အကယ်ဆိုလို့ရှိရင်လေဟိုဒေါက်တာဆိုအိန္ဒိယဗန်ကောက်အစမိုင်းဝယ်ဆောင်မှုရေပေါ့နော်ဝယ်ဆောင်မှုနဲ့ပတ်သက်ပြီးတော့လဲအကယ်နေနေ feedback ပေးချင်တာပေါ့နော်အကြံပေးချင်တာရှိရင်လဲပြောပြပါဦးရှင် အော်ဒေါ်ရဇွန်ကကျွန်တော်ခုနပြောသလိုလေအများကြီးတည်းနေပြီးတော့မှကျွန်တော်စိတ်ကြိုက်ပေါ့အဲ question shoot တွေအများကြီးပဲကျွန်တော်လုပ်ပြီးမှကျွန်တော်ရွေးချယ်ခဲ့တာပါရွေးချယ်ခဲ့တဲ့အတွက်လည်းဒါဟိုမန်ငယ်နေလို့ပဲပြောရမှာပေါ့နော်အစစအရာရာသွားတာရောဟိုမှာရှိနေတဲ့အချိန်မှာကဲလုပ်ပေးတာရော ပြန်လာတဲ့အချိန်မှာကဲလုပ်ပေးတာရောပြီးတော့မှအခုလေးလအတွင်းမှာလည်း content မပြတ်ဘူးပေါ့နော်တယ်လီတယ်လီမက်ဆေ့ချ်နဲ့ဟိုစစ်စစ်တာကအစပြီးတော့အကုန်လုံး ဟိုဒေါက်တာဇွန်တို့ဘက်ကနေအကုန်လုံးဆောင်ရွက်ပေးတာ၄ရှိပါတယ်အဲ့တော့ဟိုပြောမယ်ဆိုလို့ရှင်တော့ဆေးဦးဘက်ကလည်းတာဝန်ကျေသလိုဒီဘက်ကဒေါက်တာဇွန်တို့ဘက်ကလည်း အင်တန်ဟိုတောင်းစီအောင်ကူညီပေးနိုင်တာကိုတွေ့ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအငယ်အခုလို feedback ပေးရလဲညဟုတ်ကဲ့ပါဟုတ်ကဲ့ပါရှင်အငယ်အခုနောက်ဆုံးလေးပေါ့နော်အငယ်အငယ်လူမျိုးဒီတက်ရွယ်တစ်ခုရောက်လာတဲ့အချိန်မှာပေါ့ဒူကောင်းနာကြရဲဒူကောင်းကြီးပြက်စီလာပြီးတော့ပါပေါ့နော်အစားထိုးဖို့လိုတဲ့လူနာတွေရှိလာတယ်ပေါ့နော်သူတို့ကကြောက်ကြတယ်ပေါ့အငယ်ဒူကောင်းအစားထိုးရဲဆိုတော့ဟာဘလိုပစ္စည်းတွေထိုးတာလဲလမ်းပြန်လျှောက်နိုင်ပါမလားပေါ့နော်စိတ်ပူတက်ကြတယ်အခုတပြင်းနှစ်ဖက်တခါလေးလောက်ရဲဆိုပူကြောက်တတ်ကြတယ်အငယ်ဟုတ်အငယ်လေးနဲ့နည်းနည်းအားပေးစကားလေးပဲဖြစ်ဖြစ်ပေါ့နော်အတွေ့အကြုံလေးဝင်ပြပေးပါဦးရှင်ပြောပေးပါဦးဟုတ် ဟုတ်ကဲ့အဓိကတော့ဟိုဒူးနဲ့ပတ်သက်လို့ကျွန်တော်နိုင်ငံမှာတော်တော်များများလည်းဖြစ်ကြတယ်ဟိုမှာသွားတော့ကလည်းအဲ့လိုတွေ့တယ်ပေါ့နော်အဲ့တော့ဟိုပြောချင်တာကတော့ဟိုဝေဒနာဆဖြစ်လာပြီဆိုလို့ရှိရင်တက်ကြွနဲ့ဆရာဝန်နေနဲ့အရင်ဆုံးဟိုဆွေးနွေးတိုင်ပင် ဒါဟိုပြန်ပြီးကုစားလို့ရတယ်ဆိုလို့ရှိရင်လည်းမြန်မြန်ဆန်ဆန်ကုစားပေါ့လုံးဝကုစားလို့မရတော့တဲ့နှစ်တွေကြာလာပြီဆိုရင်တော့ခွဲဖို့အတွက်အဲလုတ်ကိုလုတ်ရတော့မှာပေါ့နော် ခွဲဖို့အတွက်လုတ်ကိုလုတ်ရတော့မယ်ဆိုရင်တော့ဟိုခုနပြောကြောက်နေလို့တော့မရဘူးကြောက်နေရင်ဘာဖြစ်မလဲဆိုကျွန်တော်တို့စဉ်းစားတယ်လို့ပေါ့ကြာလာရင်ဆိုးလာမယ်ဆိုးလာရင်ဒီတဲ့ပို့ပြီးတော့ဟိုဘဝကတည်တယ်လို့ဖြစ်မယ်လीအဲ့တော့ဒီအချိန်မှာကျွန်တော်တို့လုတ်မယ်ဆိုလို့ရှိရင်တော့ဟို မြန်မြန်ဆန်ဆန်လုပ်ဖို့လိုတယ်နောက်တစ်ခုကတော့ပေးထားတဲ့လင်းကျင်ငန်းတွေကိုလည်းအတိအကျကျလိုင်းနာပြီးတော့ဟိုအပင်ပန်းခံဟုတ်ကဲ့ပါငယ်ပြီးတော့လုပ်ဖို့လိုပါတယ်ဒါမှလည်းဟိုဆရာဝန်တွေရဲ့ဒီညွန်ကြားချက်ကိုအတိအကျကျလိုင်းနာမှလည်းလူနာပို့ပြီးတက်တာမှဖြစ်ပါတယ်တချို့ဆိုလို့ရှိရင်ဒီနာမကိုကြောက်တယ်လင်းကျင်ငန်းလုပ်ရင်တော့နာတာပေါ့နာတယ် အနာရယ်ဆိုတာကဟိုတမေဦးကြမဟုတ်တဲ့နာကျင်မှုပုံစံပါအဲ့တော့နာရယ်နာနာတာလို့မလို့မလို့လို့ရှိရင်တော့သူခွဲစိတ်ထားတဲ့ effect ကနည်းမယ်လို့ထင်တယ်လေအဲ့တော့ကျွန်တော်ကတော့နေ့စဉ်ဒီလေ့ကျင့်ခန်းနေဆောင်ဝန်ရှေ့ပြန်လာတဲ့ကလေ့ကျင့်ခန်းနေကောင်းကောင်းလုပ်တယ်ပို့ပြီးတော့လေပို့ပြီးတော့ queue site တယ်ပြီးရင် ဒေါက်တာစီတူမော်ရိုနဲ့လည်းတောက်လျှောက်ဘိုင်ဘာဂရုကနေပြီးတော့မှကိုသိချင်တာရဲ့အကုန်လုံးဟိုမေးလို့ရတဲ့အနေအထားမျိုးဖြစ်တဲ့အတွက်အဲပို့ပြီးတော့လည်းကျမ်းမာအတန်ဆွမ်းတယ်လို့ထင်တာပေါ့နော်အဲ့တော့လုံးမယ်ဆိုလို့ရှိရင်တော့အရင်ဆုံးကျမ်းမာရေးကောင်းမှုလိုပါတယ်နောက်တစ်ခုကကို body ကိုနိုင်အောင်ပေါ့အနည်းဆုံးကို body ကိုနိုင်မှ ဒီခွဲစိတ်တဲ့ဥစ္စာပို့ပြီးအောင်မြင်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ဟုတ်ကဲ့အခုလိုအကြံပေးပေးရလဲကျေးဇူးများကြီးပါဟုတ်ကဲ့ဟုတ်ကဲ့အခုလို call သွားမရိုက်ခင်လေးပါဘောနော်မအားရကြရအချိန်ပေးပြီးတော့ဖြေချပေးရလဲကျေးဇူးများကြီးတင်ပါတယ်ဟုတ်ရပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါရှင်ဟုတ်